်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေမအုံဆုံးပြသခင်ရဲ့ခြေကြော်ကိုချီးမွမ်းပါれခရစ်တော်အားဖြင့်တက်ဆွမ်းနိုင်သောဆိုတဲ့ကောင်းကျင်နဲ့ဖိလိပ္ပိအခန်းကြီး၄အငယ်၃ကိုဆင်ခြင်သွားခြင်းပါれ ငါကိုခွန်အားနှင့်ပြည့်စုံစေသောခရစ်တော်အားဖြင့်ခတ်သိမ်းသောအမှုကိုငါတက်ဆွမ်းနိုင်၏ဒီထဲမှာကျွန်တော်တို့အနေနဲ့ပေါင်တထောင်လောက်အလေးချိန်ကိုကျွန်တော်တို့ခွန်အားနဲ့ပြည့်စုံစေတဲ့ခရစ်တော်အားဖြင့်မနိုင်တယ်လို့ဆိုလိုတာလားအဲ့ဒီလိုဆိုမယ်ဆိုရင်တော့အတိတ်ပဲယူတာကလွဲသွားပါလိမ့်မယ်ဒီကျမ်းပိုက်ကိုကြည့်တဲ့အခါမှာရုပ်ပိုင်းဆိုင်ရာခွန်အားပေးတယ်လို့ထင်ရပါတယ် ဒီစကားကိုပေါ်သူရေးခဲ့တဲ့အချိန်မှာသူဟာအကျဉ်းချခံရတဲ့အချိန်ဖြစ်တယ်။အိမ်တွင်းအကျေချုပ်ခံထားရတဲ့အချိန်ဖြစ်တယ်။တည်တံအမိတ်ချမှတ်ခံထားရတဲ့ရင်ဆိုင်နေရတဲ့အချိန်လည်းဖြစ်နိုင်တယ်။သူဘာအကြောင်းကို ပြောနေတယ်လဲ။ချန်ပီယံဆုရတဲ့အကြောင်းမဟုတ်ဘူး။အမှန်ကန်ရည်မှန်းချက်တွေမဟုတ်ဘူး။အောင်မြင်မှုဇလန်းတပုတ်လည်းမဟုတ်ဘူး။ ဖိလိပ္ပိအခန်းကြီး၄အငယ်73ရဲ့စစ်မှန်တဲ့အထိပ်ပဲကတော့သူ့ရဲ့ဂျေနဲ့ရောင်ရယ်မှုအကြောင်းကိုပြောနေတာပဲဖြစ်တယ်။ဒီကျမ်းပိုက်မတိုင်ခင်ဖိလိပ္ပိအခန်းကြီး၄အငယ်၁၁ကနေ၁၂ကိုအရင်ဖတ်ကြည့်ရင် ကျွန်တော်တို့တွေ့နိုင်မှာဖြစ်တယ်။အဲ့ဒီအထဲမှာအငယ်၁၁ကနေ၁၂မှာတို့တို့ငါဆိုတော့ကိုယ်တိုင်စင်းရဲခြင်းကိုရည်မှန်း၍ဆိုသည်မဟုတ် အကြောင်းမူကားငါသည် တွေ့ကြုံသည်များသော အချင်းအရာတို့၌ရောင်ရဲသောစိတ်ရှိအံ့သောငါသင်မိပြီရှုတ်ချခြင်းကို၎င်းကြွယ်ဝခြင်းကို၎င်းခံတတ်၏ဝါစွာစားခြင်းမတ်သိခြင်းစီးစိမ်ရှိခြင်းဆင်းရဲခြင်းတို့ကိုခံရအံ့သောငါအယက်ရက်တို့တွင်အရာရာ၌သင်မိပြီလို့ဖော်ပြထားပါလေဒီဖော်ပြထားတဲ့စကားတွေကိုဆက်ဆက်ကြည့်မယ်ဆိုရင်အတိတ်ဘက်က ပြောင်းသွားပြီဖြစ်တယ်။ပေါ်လူကသူ့ရဲ့စိတ်တိုင်းကြဘာမဆိုလုံနိုင်တယ်ဆိုတော့ကို ဆိုလိုတာမဟုတ်ပါဘူး။ပြာဒခင်ကသူ့ကိုယဉ်ဆိုင်ဖို့ခွင့်ပြုတဲ့ဘယ်လိုအရာကိုမဆိုခဏန်ရရှိတယ်ဆိုတော့ကိုသူပြောနေခြင်းပဲဖြစ်တယ်။ဒါကလုံဆော်တိုက်တွန်းကိုကားတဲ့စကားထက်ပိုပြီးတော့အစွမ်းထက်ပါလေ။လူဘဝဆိုတာက အမြဲအနိုင်ရခြင်းမဟုတ်တဲ့အတွက်ကြောင့်တစ်ခါတလေ ကျမ်းမာရေးအခြေအနေက မကောင်းဘူးတခါတလေဆက်ဆံရေးမပြေမလည်ဖြစ်တတ်တယ်တခါတလေအိမ်မက်စိတ်ကူးတွေဖြစ်မလာတာတွေရှိတယ်တခါတလေတိုက်ပွဲကမပြေဆုံးသေးဘူးဒါပေမဲ့ခရစ်တော်ရဲ့အထင်းမှရှိနေရင်တဘာဝလွန်ကျေနပ်မှုနဲ့အားလုံးကိုရင်ဆိုင်နိုင်ပါတယ်ဒါကပေါ်လူပြောနေတဲ့စစ်မှန်တဲ့ခွန်အားပဲဖြစ်တယ်ပေါ်လူဆိုလိုတာကအခြေအနေကိုပြောင်းလဲနိုင်တဲ့ခွန်အားမဟုတ်ဘဲနဲ့ အခြေအနေထဲမှာ ခရစ်တော်ကကျွန်တော်တို့ကိုပြောင်းလဲပေးနိုင်တဲ့ခွန်အားပဲဖြစ်တယ်။ဒါကြောင့်ကိုကိုကိုပြန်မေးရမှာကအောင်မြင်ဖို့အတွက်ခရစ်တော်ရဲ့ခွန်အားလိုတာလား။ဒါမှမဟုတ်ဘဝအခြေအနေထဲမှာခြေနှက်ဖို့အတွက်အင်အားလိုတာလား။ဒီနေ့အောင်မြင်မှုအတွက်ခွန်အားထဲခြေနှက်ရောင်ရည်မှုအတွက်ခရစ်တော်ရဲ့ခွန်အားကိုဘယ်နေရာမှာကျွန်တော်တို့လိုအပ်နေသလဲ။ ဉာဏ်ဆင်ခြင်ကဲ့သို့တိုင်းအခုလိုခက်ခဲရာကာလကြီးအတွင်မှာအရာရာကို ခရစ်တော်ရဲ့ခွန်အားနဲ့ရောင်ရဲတဲ့စိတ်အားဖြင့်တက်ဆွမ်းနိုင်ခြင်းနဲ့အောင်မြင်ကျော်လွားသွားနိုင်တဲ့သူတွေအဖြစ်ဘုရားသခင်အတူရှိပြီးတော့ကောင်းချီးပေးနေပါစေအာမင် ဤခွန်အားသည့်နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆောအပ်ပါသည်